ပြိုင်ပွဲဝင်အယောက်120နီးပါးဝန်းကျင်ရှိတဲ့ Miss University နှစ်ပွဲမှာအယောက်35-40ဝန်းကျင်လောက်ကပဲဖတ်ထရားက special dinner ပွဲကိုတက်ရောက်တာတွေ့ရတယ်။ကျန်တဲ့အယောက်80နီးပါးဝန်းကျင်ကပျောက်နေတယ်။ဆိုတော့အခုဒီပုံထဲမှာမြင်ရတဲ့လိုမျိုးပဲ အလှမယ်တွေကိုရေထွက်ကြည့်မယ်ဆိုလို့ရှိရင်ဒါ official photo ရိုက်ဖို့အတွက်သူတို့အလှမယ်တွေအားလုံး symbol ကိုအပြည့်အပိုင်ရောက်ရှိနေပြီးသားအချိန်မှာ screen shot ရိုက်ထားဖြစ်တယ်ဖြူဖြူလေးမြင်ရတဲ့အရာတွေကိုရေထွက်ကြည့်မယ်ဆိုရင်တော့35 40ဝန်းကျင်လောက်ပဲရှိတယ်။ sponsor လူကြီးရှိအောင်မယ် staff တယောက်နှစ်ယောက်ရှိအောင်မယ်။ ဆိုတခြားလာမယ်တွေများပေါ့နော်ထမင်းစပွဲဝိုင်းမှာထိုင်နေလားလို့ကြည့်တဲ့အခါဆိုလို့ရှိရင်လည်းဘယ်သူမှထိုင်မနေတော့ဘူး staff တွေပဲရှိရတယ်ဆိုဒီလိုဟာမျိုးမြင်ရခြင်းအဖြစ် Miss Universe ပင်မအဖွဲ့အစည်းနဲ့ host country ဂျားထဲမှာ no white night ဂျားထဲမှာအထဲမှာလှိုက်စားနေသေးတယ်ပေါ့နော်ဘယ်နေ့ဘယ်အချိန်မှာပောက်ကွဲထွက်လာမလဲတော့မသိဘူးပေါ့အဲ့လိုမျိုးမျောလင်းနေတာမျိုးတော့မဟုတ်ဘူးပေါ့နော်ဘာလို့ဆိုတော့ဒီ pageant fan တယောက်အနေနဲ့ Miss Universe ကိုအရန်တန်ဖိုးထားတဲ့သူတယောက်အနေနဲ့အခုလိုမျိုးဒီ conflict တွေမြင်ရတဲ့အခါကျတော့ Miss Universe ရဲ့တန်ဖိုးကိုကြဆင်းစေတယ်လို့ခံစားရတယ်ပေါ့နော်